င်္ဂလန်ခေါ်တဲ့သကောကိုဖမ်းဖို့စူးစမ်းရင်ဘုံကကူသွားခဲ့ရတဲ့သူကတကုံအင်ယာကဇနီးမောင်နှံပရိသတ်ဒီအောင်လုံးမင်္ဂလာပါရှင်ဇန်ကွန်အင်တာတိန်မန့် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အင်္ဂလန်ကတဲ့သကောကိုဖမ်းဖို့စူးစမ်းရင်သကောကပြန်လည်ရံမှုလို့အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်တစ်ခုဟာဇန်ကွန်မြို့မှာဖြစ်ပွားခဲ့ပါတယ်နက်နက်စောပိုင်းမှာသကောကပြန်လည်ရံပြုတ်တာကြောင့် အရှင်အမျိုးသားဖြစ်သူပွဲချင်းပြည်သူဆုံးကဇနီးဖြစ်သူတန်ရန်ရရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းအကင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတရှိသူသူကပြောဆိုသွားခဲ့တာပါအဆိုပါဖြစ်စဉ်ဟာဇွန်လ21ရက်နေ့နနက်စောပိုင်းအချိန်မှာရန်ကုန်တိုင်းဒေသကြီးတကုံမြို့တက်တောင်ပိုင်းမြို့နယ်ရှိဒုက္ခတကုံအိမ်ယာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အစောပိုင်းမှာတော့ဒုက္ခတကုံအိမ်ယာတိုက်ခန်းအမှတ် E1 မှာတော့ဇနီးမောင်နှံနှစ်ယောက်နေထိုင်တာပါ ဒီလိုနဲ့ဇွန်လ27ရက်နေ့မနက်ပိုင်းမှာတော့အမောင်ကိုအကာအကွယ်ယူကာတခိုးကရန်နာမှာကြော်တက်ပြီးအိမ်အတွင်းဝင်ကိုနေချိန်မှာအင်းရှင်လေမြားနဲ့ဦးနဲ့ထိတ်တိုက်တွေ့ရကနေတခိုးကပြန်လဲရန်ပြုံးမှုပွားခဲ့တာပါတခိုးကသူ့မှာပါလာတဲ့ဂျာလန်နဲ့ခင်မွန်းဖြစ်သူကို23ကက်တလို့အမျိုးသမီးဖြစ်သူကိုလည်း19ချက်ထိုးတခိုးကရန်ပြုတ်ပြီးမှတော့ခင်မွန်းဖြစ်သူကတတိမေသွားခဲ့ပေမဲ့ဇနီးတဲ့ကတတိရှိနေသေးပါ ဒါကြောင့်လဲရွှေမြေတာလူမှုကွန်ရက်ကစားဤအသင်းကိုဖုံးဆက်ခေါ်နိုင်ခဲ့ပြီးကစားဤအသင်းကလည်းအပြေးလာခဲ့တာပါအခင်းဖြစ်ပြီးတဲ့နောက်လူမှုကွန်ရက်ရဲ့အသင်းရောက်ရှိလာချိန်မှာအမျိုးသားဖြစ်သူမှပွဲချင်းပြည်သူဆုံးနေကအမျိုးသမီးမှတတိမိမျိုးချင်းမရှိသေးတော့လဲစိုးရင်ရဒဏ်ရာရရှိထားတာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်လဲဇနီးတန်နဲ့ခင်မုန်းတဲ့ရုပ်အလောင်းကို တင်ငန်းကျုဆန်ပြဆင်းရင်ကိုပို့ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ရွှေမြေတာလူမှုကွန်ရက်ဆိုင်ရေးအတင်းအဖွဲရောက်လာတော့စိုးရင်ရဒဏ်ရန်ရရှိထားတဲ့ဇနီးဖြစ်သူဟာခင်မုန်းတဲ့အသက်မဆုံးရှုံးမှုအခြေနဲ့သူ့ခင်မုန်းကိုယ်ရာပထမဆုံးအသက်အမြင်ကယ်ပေးဖို့အကူအညီတောင်းခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လူမှုကွန်ရက်ဆိုင်ရေးသမားတွေကတေချာစစ်ဆေးခဲ့တဲ့အခါခင်မုန်းဖြစ်သူဟာဒဏ်ရာ23ချမ်းနဲ့အသက်ဆုံးရှုံးသွားပြီဆိုတာသိလိုက်ရတာပါ။ခင်မုန်းတဲ့ဆုံးသွားခဲ့ပေမဲ့ဇနီးတဲ့ကိုအတိမပေးရခဲ့ပဲ ။စိုးရင်ရတဲ့ရရှိတာတဲ့ဇနီးဖြစ်သူရဲ့အသက်ကိုအချိန်မီကယ်ဆယ်ဖို့ကြိုးစားခဲ့ကြပြီးစိတ်မထိခိုက်စေရန်ခင်မွန်းဖြစ်သူအသက်မရှိတော့တာကိုပြုံးပြသေးပဲကိတ္တကဏဖုံးဖိခဲ့ကြတယ်လို့သိရပါတယ်။အခုတော့ဇနီးဖြစ်သူစိုးရင်ရလူနာဟာတက်တံဖို့ရှိလာကြောင်းနဲ့အသက်အန္တရာယ်မရှိတော့ကြောင်းတီးခဲ့ရတာပါ။ဒီလိုဇနီးမောင်နဲ့နေရောက်ကိုလောက်ကျန်ခဲ့တဲ့တခိုးကိုတော့ဖမ်းမိကြပြီလို့သိရပါတယ်။အစူပါဖြစ်စဉ်ကိုသိရှိကကိုရိုင်းတော်ရကွန်ကြီးပေးခဲ့တဲ့ရွှေမြတ်တလူမှုကွန်ကြီးကစားရေးအသင်းကအမျိုးသမီးတူက အရေးပေါ်အခြေအနေမှာဇနီးပြစ်သူတယောက်တော့ရောက်အောင်စေးလိုက်နိုင်ပါတယ်။ဓာတုခံရလူနာရှိတဲ့အမြင်လာပါဆိုလို့ပြေးတာရောက်တော့တွေးထွက်လွန်နေတဲ့ဇနီးတန်နဲ့အတမရှိတော့တဲ့ခင်မွန်းတန်ရဲ့ဇက်ဘော်ဒီပဲတွေ့ခဲ့ရပါတယ်။ဇနီးတန်ကတော့ကိုရိုင်းနာကျင်ရပါလျက်နဲ့ကျမယောက်ျားကိုကူပေးပါဆိုတဲ့အမကိုအမယောက်ျားဆုံးသွားပြီလို့ပြောမထွက်ခဲ့ပင်အမရှင်တန်ဖို့အရေးတွေးထင်ပြီးစေးရုံပို့ခဲ့ရပါတယ်။ ရှင်သန်ပြည်စုံမအတန်ဝဝရှင်နိုင်ခဲ့ပါတယ်ညချိန်ပစ္စည်းလာကိုရင်လူကိုအန္တရာယ်လုခံရတာပါလို့ပြောပြလာခဲ့တာဖြစ်ပါတယ်အထူးသဖြင့်အခုချိန်ဟာကုန်စင်းတို့နဲ့ကြီးမြင့်ပြီးစောင်းဝိနေရေးကျက်သေးလာတဲ့အချိန်မှာလူတွေရာထမင်းနမန်စားရဖို့အရေးတော်တော်လေးကိုပင်ပင်ပန်းပန်းစူးစမ်းရုံးကန်လာရတာပါ။ဒါကြောင့်လဲတကောလူစိုးအလစ်တော့တမားတွေပေါ်မြလာတာပါ။ပြည်သက်တွေကရောဒုက္ခတကုံအင်ယာမှာအဖြစ်ဆုံးနဲ့ဂျုံခဲရတဲ့ဇနီးပေါန်နန်နဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုလည်းပြောပြသွားကြပါအောင်နော်။